ဖျက်မှုတရဇမရှင်အခုရောက်ရှိနေတဲ့နေရာကတော့ကောလီယာတိုင်းကရမ်ဂရမ်လို့ခေါ်တာဖြစ်ပါတယ်ရှင်မြင့်စွာဘုရားကကုတီနိုင်ုံမှာပရိနိဗ္ဗာန်ပြုဖို့ကြွတယ်ကြွပြီးတော့မှဘာကြောင့်လဲဆိုမြင့်စွာဘုရားပရိနိဗ္ဗာန်ပြုတဲ့အခါမှာဆိုရင်ပရိနိဗ္ဗာန်ပြုပြီးရင်တေဇောတက်လောင်ကျွမ်းမယ်ဓာတ်တော်မူတော်တွေကျွင်းကြံမယ်အဲ့ဒီချိန်မှာမိင္ကြီးမိင္သားတွေ ဒီတက်တော်တွေအားလုံးလူကြမယ်အဲဒါကြောင့်ဒေါနာပုံနာကြီးရှိတယ်ဆိုပြီးတော့မှကုသနိုင်အောင်ကြွတယ်ကြွပြီးပဋိနေဗံပြုတ်ပြီးတော့မှတေဇောတက်လောင်ကြွတဲ့အခါမှာတက်တော်တွေကျွင်းတာဖြစ်ပါတယ်ဒီရှိပီတောင်မင်းတွေကိုအညီမြပေးဝေတဲ့အခါမှာဒီကောလီယာတိုင်းကလည်းဝေစုတစုရတာဖြစ်ပါတယ်ရှင်အတိုင်းတိုင်းပြီးရှိပီတောင်မင်းတွေအားလုံးကိုယ်တိုင်မိကိုယူဆောင်သွားတယ်အားလုံးထာပနာထားတဲ့ဇီဒီဖြစ်ပါတယ်ရှင်ဒီဇီဒီကတော့ရမ်ဂရမ်လို့ခေါ်တဲ့ငကားတွေအားဆောင်းလျှောက်တာဖြစ်ပါတယ်နောက်ပိုင်းမှာပထမသင်္ကန်းနာတင်တဲ့ တင်ပွဲကျင်းပပြီးတော့မှရှင်မကတ္တပနဲ့အဇာတသက်ကတိုင်ပင်ကြတဲ့အတိုင်းတိုင်းပြည်ပြည်မှာရောက်နေတဲ့တတ်တော်မွေတော်တွေတေချာမထိန်သိမ်းထားဖို့ဆိုပျောက်ကွယ်ပျက်စီးသွားနိုင်နေ။အဲ့တော့တပည့်တော်ကတော့တတ်တော်တည်ဆောက်ဖို့တာဝန်ယူမယ်အရှင်ဘုရားကဒီတတ်တော်တွေအားလုံးကိုယူဆောင်ပေးပါဆိုပြီးတော့မှရှင်မကတ္တပကခုနှစ်ပြည်တော်ကတတ်တော်တွေအားလုံးသူယူဆောင်ပေးတယ်။ဒီနေရာကိုရောက်တဲ့ခါမှာဆိုရင်နဂါးကြီးကဆောင်းလျှောက်တဲ့လုံခြုံတဲ့နေရာဖြစ်တယ်ဆိုပြီးတော့မှမယူဆောင်သွားပါဘူး။ဒါကြောင့်မို့ဘုရားရဲ့တတ်တော် ကောလီယာမင်းတွေရတဲ့ဝေစုအတိုင်းအော်ဒီဂျင်နယ်အတိုင်းဒီနေရာမှာရှိနေတာဖြစ်ပါလေရှင်။နောက်တတိတမတော့ကမင်းကြီးရောက်ရှိလာပြီးတော့လည်းဒီတက်တော်တူဖို့ဖို့ရောက်ရှိလာတဲ့မရအောင်နဂါးကြီးကနေပြီးတော့မှအာငွေနဲ့အဲ့လိုမီးတွေလွတ်တယ်သူလည်းလက်လျှော့ပြီးပြန်သွားတာဖြစ်ပါလေရှင်။ဒါကြောင့်မို့ဖရားရဲ့တက်တော်အစ်စ်အော်ဒီဂျင်နယ်ရှိတဲ့ဒီနေရာဖြစ်ပါတယ်ပြီးတော့ရှေးဆရာတော်ကြီးကလည်းနဂါးပြီသမီးတို့အတံပိန်တာတက်တော်အတံပိန်တာတက်တော်အတံပိန်တာကတော့အကျိုးပဲ့သွားတာပေါ့နော်မွန်ကြီးစီလောက် စံဇပားစံတဝက်ကျူးလောက်ပေါ့နော်ဇကွဲလောက်ရှိတယ်နောက်ပဲနောက်စီလောက်ရှိတယ်တဲ့သုံးမျိုးသုံးစားဖြစ်ပါတယ်အတ္တမိန္ဒတ်တော်နှစ်ဖူးတင်းจิตတော်ညံ့ရိုးတော်နှစ်စုဆွဲတော်လေးစုဖြစ်ပါတယ်ရှင်ဆွဲတော်လေးစုထဲမှာဆွဲတော်တစုကငကားပီရောက်သွားတယ်အဲ့ငကားပီရောက်သွားတဲ့ဆွဲတော်ကလည်းဒီဇေဒီထဲမှာပဲရှိတယ်လို့ဆေးဆရာတော်ချေးဆရာတော်ကြီးတွေလည်းယူဆတာဖြစ်ပါတယ်ရှင်နောက်ဒီတိုင်းပြည်ကတော့ကောလီယာတိုင်းပြည်ဖြစ်ပါတယ်။နောက်အခုဒီကနေ나이ဝက်လောက်မောင်းမယ်ဆိုရင် ရောယီနီမြစ်ကိုရောက်မှဖြစ်ပါတယ်ရှင်ရောယီနီမြစ်အခုရောက်နေတာကတော့ကောလီယာတိုင်းရောယီနီမြစ်ဟိုဘက်ကတော့တက်ကတိုင်းဖြစ်ပါတယ်အဲဒီတက်ကတိုင်းနဲ့ရောယီဒီရောယီနီမြစ်ကိုအကြောင်းပြုပြီးတော့ရန်ရေလူကြတာပေါ့အဲ့ဒီချိန်မှာမြတ်စွာဘုရားကနေပြီးတော့မှဒီရေတွေမလူကြနဲ့အသက်မရှိတဲ့ရေကြောင့်အသက်ရှိတဲ့လူတွေဆုံးရှုံးထားရတယ်ဆိုပြီးတော့မှငြိမ်းချမ်းရင်တရားဟောလိုက်တဲ့ခါမှာတက်ကတိုင်းကောကောလီယာတိုင်းကောဟိုဘက်250ဒီဘက်250ယောက်ျားလေးတွေအားလုံးယဟန်ပြုကြတာဖြစ်ပါတယ် ယဟန်ပြုပြီးတော့မြတ်စွာဘုရားကမဟာဝံတော်ကိုခေါ်သွားတာ ဖြစ်ပါတယ်ဒီနေ့ပေါ်မှာပဲမဟာဝံတော်ရှိတယ်ခေါ်သွားပြီးတော့မှတရားကျင့်ကြတယ်နောက်တစ်ခါအိမ်ဝင်သတိရကြတယ်တဲ့သူတို့တွေကသတိရတော့မြတ်စွာဘုရားကထပ်ပြီးတော့တရားဟောတဲ့အခါမှာဒီယဟန်သူတို့900လုံးယဟန်နာဖြစ်သွားတာဖြစ်ပါတယ်ယဟန်နာဖြစ်သွားတော့အဲ့ဒီမဟာဝံတော်မှာပဲမဟာသမယတုတ်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာနှစ်တရားနဲ့အော်ယဟန်နာတွေငြိမ်သက်နေတယ်ဆိုပြီးတော့မှဒီနတ်တပင်အစည်းအဝေးဖြစ်သွားတယ်တဲ့မဟာဝံတော်ထဲမှာ ။ဒါကြောင့်မို့ဒီညလေးကတော့ဖရာရဲ့ဓာတ်တော်အစစ်ဟိုအဇာတက်ကတက်တော်အတိုင်းတိုင်းပြီးပြီးမှရောက်နေတဲ့တက်တော်တွေအားလုံးရာဇဂျိုမြို့မှာအတောင်80မြင့်စွာဖျားကတက်တော်80ဆိုသူကအတောင်80နဲ့တက်တွင်းဟွန်တူဒါလန်ဆက်နဲ့နဲ့တွေအထက်ထက်ထားတဲ့ရှင်မာကတ်တပကလည်းတက်တော်တွေအားလုံးတပေါင်းတစုတည်းတင်စီပြီးတော့မှ ပန်းစီမီရေချမ်းနေပူဇော်ခဲ့တာဖြစ်ပါတယ်။နောင်သာသနာပြုတဲ့မင်းမပေါ်သေး၍ဤစီမီဤပန်းဤရေချမ်းဒီမညိုးပါစေနဲ့မငိမ့်ပါစေနဲ့မခန့်ချပါစေနဲ့ဆိုပြီးတော့အတိတ်ထံပြုခဲ့တာဖြစ်ပါတယ်။နောက်ဆက်လက်နဲ့ဒီအဇာတသက်ကလည်းထားပြီးတော့ဗတမယာကြီးတလုံးထားစာတစောင်ရေးခဲ့တယ်။နောက်ပိုင်းမှာတတိတမတော်ကမင်းကြီးရောက်လာပြီးတော့မှအဲ့တတော်တွေအားလုံးတူဖို့ပြီးတော့ဗဒမယာယူလည်းတွေ့တယ်ဆာလည်းတွေ့တယ်ဆာပါရေးထားလဲဆိုနောင်သာသနာပြုတဲ့မင်းကဆင်းရဲတဲ့မင်းဖြစ်ခဲ့ရင်ဤဗဒမယာယူထုခွဲရောက်ချပြီးတော့မှသာသနာပြုပါဆိုတော့ ဲ့မှာငါလိုဣကရစ်ဘရင်ကိုဆင်းရဲတဲ့မင်းလို့ပြောရလားဆိုပြီးတော့မှဗဒမယယူထုခွဲရောင်းချလိုက်တဲ့ခါမှာပိတံဗဒမယကြီးဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီဗဒမယယူထုခွဲရောင်းချတတ်တော်တွေအားလုံးကိုစပူဒိတ်ကျွန်းဇီဒီပေါင်း၈000လေးတောင်ရေကန်ပေါင်း၈000လေးတောင်တီတာကိုွယ်လိုက်တာဖြစ်ပါတယ်။တတ်တော်တွေကအကုန်လုံးအတိုင်းတိုင်းပြီပြီရောက်သွားတာဖြစ်ပါတယ်။အဲ့ဒီတပီတောင်မင်းရဲ့ကောလီယာတိုင်းရဲ့အော်ဒီဂျင်နဲ့တတ်တော်နှစ်ပီတောင်ကတော့ဒီမှာအစစ်ရှိနေတာဖြစ်ပါတယ်ရှင်။ဒီနေ့သာသနာ9000ဓာတိဓာတုပရိနိဗ္ဗာန် ြုတဲ့အခါမှာမှဒီတတ်တော်တွေအားလုံးကတပေါင်းတစုတဲ့မဟာဇီဒီတိတိလင်္ကာနိုင်ငံမဟာဇီဒီကိုကြွမယ်တဲ့မဟာဇီဒီမှာသွားစုပြီးတော့မှတလုံးရင်အသွင်နဲ့ဗုဒ္ဓဂါယမဟာဘောဓိဇီဒီဘက်ကိုဘောဓိပင်ကိုကြွလာမယ်ကြွလာပြီးတော့မှနေမိတကိုတော့ဖြစ်ပြီးနတ်တွေကိုတရားဟောမယ်တဲ့အဲ့ဒီချိန်မှာမှဓာတုပရိနိမ့်မှဆံမှဖြစ်ပါတယ်ရှင်။နောက်ဒီမှာပဲဒီခုနကတော့ မီးတို့မြေဖြူကမထမ်းဆရာတော့ဘာကြောင့်လဲဆိုရင်ပို့တွေပဲကိုအားလုံးကလည်းဒီမှာပို့ဝေဆုံးတဲ့ငကားရုပ်တွေနဲ့လေဒီမှာထိုင်ပြီး၃နိုင်လောက်ကြာတယ်ဆရာတော်ကြီးအေးစေတရားတော်ဘုရားရတရားတွေဟောနေတော့ဒီမြေဖြူကမထမ်းဆရာတော်ကနားလည်းကောင်းကောင်းမချရအောင်ပြီးတော့ तू ကတမာတိအားလည်းကောင်းတအားတရားလည်းထိုင်နေလေအဲ့လိုမျိုးဆိုတော့ तू ကသူ့မျက်လုံးတွေကိုလာထိုးတာနင်းနေကြနေတာဒီစင်မာလာကြီးမျိုးလုံးနှလုံးအလင်းတန်းအမြင်ကြီးတဲ့နယ်လို့ဖောက်ပြီးထိုးတယ်ဆရာတော်ကမျက်စိကိုဖြွင့်ကြည့်တယ်ဒီလိုနေထိုးပြီးမန်ကွဲစားနေသူ့မျက်လုံးထိုးတာလားဆိုဖြွင့်ကြည့်တော့ နင်းနေပိတ်နေတယ်ဒီနေရာမှာအပြည့်ပဲလူ200နဲ့30ဟိုအပြည့်ပဲဆရာတော်ရဟုနာလေးမှထိုင်နေတာအပြည့်ပဲဆိုတော့ဆရာတော်ပြန်မြင်းမြင်းမျက်စိမိတ်လိုက်ရင်အလင်းတန်းနှစ်တန်းလုံးမျက်လုံးတော့လာထိုးတယ်အဲ့တော့သူကနှစ်ခါသုံးခါလှုပ်ကြည့်ပြီးတော့အဲ့ထိုးနေတဲ့ဘက်ကိုလက်ကလေးကိုဆန်းလိုက်တဲ့ခါမှာလက်ကအေးပြီးတော့ဝင်သွားတာတဲ့ထဲတော့ဝင်သွားပြီးထွက်လာတော့တတ်တော်တဆူပါလာတယ်ပါလာတော့အဲ့ဒါမြင်မှန်ဘူးလေးတဲ့မှာထည့်ပြီးမျက်စိပြန်မိတ်တော့ရသွားတဲ့ဘက်ကမအလင်းတန်းမထိုးတော့နောက်တစ်ဖက်ထိုးနေတော့မယ်ဆိုတခါထပ်ပြီးတော့လက်ထက် အေးပြီးဝင်သွားပြီးနောက်တဆူပါလာတယ်။နောက်ဆူလုံးရသွားတော့မျက်လုံးထဲမှာအလင်းတန်းမရှိတော့ဘူးတဲ့။အဲ့နဲ့ဆရာတော်ကပူထဲမှာတေးချလေးတင်ထားပြီးတော့မှပြန်တော့မင်းပြန်ချင်ပြီးသူ့မြန်မာနိုင်ငံပြန်ပို့ပေးပဲလုပ်နေတယ်ဆရာတော်ကအဲ့နဲ့အေးစီဒီဆရာတော်ဘုရားကတေးတခြားနေရာတွေဖူးစရာတွေကြံသေးတယ်ဆိုခေါ်သွားပြီးတော့မှနှစ်နှစ်လောက်မပြောဘူး။နောက်မှဆရာတော်ကြီးကိုအေးစီဒီဆရာတော်ဘုရားကြီးပြောပြလို့မှအခုဆိုရင် တက်တော့အများကြီးလဲလှူတန်းကြတယ်ပေါ့နော်။ရဒီတောင်ကြီးမြို့မှာလဲလှဲ့လဲပြီးတော့ပူဇော်ပြီးတော့မှအခုဆိုရင်ဖူးကျင်နေဆိုရင်မြေဖြူကမ္မထမ်းကျောင်းမှာရှိပါတယ်ရှင်။ဒါဒီရရတာဖြစ်ပါတယ်ရှင်။ဖယားရှင်ရဲ့တက်တော့ကိုအာယုံပြုတ်ပြီးတော့မှကဲတုဟိုအမျှဝေကြအောင်အိမာယဓမ္မနုဓမ္မပฏิပတ္တိယပௌဒံပူဇေမိအိမာယ amanu tama badi badia tama buzemi imaya Amanu, tama badi badia tanggang buzemi ada imaya sadi zara jadi merana primo zaidama idamibunya, azwekaya, adwe kaya wahang hodu ဣဒံမေတဣဒံမေပုံညာနိဗ္ဗာနတသေဇယောဟောတုပမဘုံညာဘကံတပတ္တဒါနံအာဇိမယနေ့ယခုပြုပြုသမြတ်သောဤကောမှုဤအဖို့ဘာကကိုအိန္ဒိယဤအယနေ့ဆောင်းလျှောက်လေရှိကြကုန်သော သမ္မာဒေဝနမျက်နာကောင်းနတ်ဘောင်းတို့နဲ့ရှေးရှေးဘဝယခုဘဝတို့နဲ့တော်စလဲရှိကြကုန်သောမြင်အမမြင်အားနရသောပုဂ္ဂုသတ္တဝါဘောင်းတို့အားအစထား၍မိဘဆရာညာတကာတို့နဲ့တရားလေးမျက်နာ ်ဘုရားရှင်မြတ်နာဘုရားရှင်မြတ်နာမရှိရှိသည်မြတ်ဒိဋ္ဌိသည်မြတ်ကြာကြာသည်မြတ်သောသဗ္ဗေသတ္တာသတ္တဝါပေါင်းတို့အားအမြပေးပါဘုံဤအကျွန်ုပ်တို့နှင့်ထတူထမြအမြရကြ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာကြသည် ဖြစ်ကြပါစေသောကုသိုလ်အများအများအများယူတော်မူကြပါကုန်လောသာဓုသာဓုသာကုသိုလ်အများအများအများယူတော်မူကြပါကုန်လောသာဓုသာဓုသာကုသိုလ်အများ အမြအမြယူတော်မူကြပါကုန်သောတာတုတာတု